ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များနောက်တစ်ခုအနေနဲ့ကပါလဲဆိုတော့စီမံဆောင်ရွက်ပုံတွေမှာလဲတမင်တကာကိုဖျက်ဆီးနေတာပါနော်တမင်တကာကိုဖျက်ဆီးနေတာလုံလရရတွေအများကြီးရှိတယ်ဥပမာဖြင့်မီဒီယာမီဒီယာဆိုလို့ရှိရင်လည်းဘာနဲ့လားတယ်ဆိုစစ်တပ်ကိုထောက်ခံတဲ့သူတွေတော်တော်များများကကိုအိတ်ကိုစိုက်ပြီးတော့ထောက်ခံရတဲ့ပုံစံမျိုးတွေရှိတယ်အဲဒါကလည်း စုတဖွဲ့နဲ့နော်ဒီစစ်ဘိုလ်ချုပ်များသူတို့ကြတော့အိတ်ထဲတွေပြည့်ထည့်အဲ့ဒါမှပတ်စံတွေထားကြနေရမှရှိအောင်သူတို့မိသားစုအတိုင်းဝိုင်းနေဆိုချမ်းသာနေလိုက်တာနော်ဒါမဲ့စစ်တပ်ဘက်ကနေရက်တည်တဲ့ဒီကိုစိတ်ကိုစားပြီးရက်တည်တဲ့မီဒီယာတွေပုံမှောင်မှပေးကမ်းစွန့်ကြဲမှုမရှိဘဲနဲ့ကြောက်ရရိုင်းပုံမှာလည်းဆိုရတယ်နော်ဒီမီဒီယာတွေပုံမှာလည်းထောက်ပံ့အောင်ကောင်းမှမသိမီဒီယာတွေအကုန်လုံးမှာလည်းတနည်းအားဖြင့်ပေါ့နော်မီဒီယာတအားအရေးကြီးဒါ soft power မှာတအားအရေးကြီးတယ် ဒီ soft power နဲ့ပတ်သက်လာဒါကိုွန်ရက်တဖွဲ့ကင်နိုင်ရမယ်ကွန်ရက်ဖွဲ့ခြင်းလို့ခေါ်တယ်ဒီကွန်ရက်ကိုလည်းဖွဲ့စည်းဖို့လည်းနားလည်နိုင်တဲ့အသိဉာဏ်မျိုးသူ့မှာမရှိဘူးမရှိတဲ့အတွက်ကြောင့်မီဒီယာလောကမှာလည်းကြာရှုံးတယ်အားလုံးကအခုနိုင်ငံကိုမျက်နာမူပြီးတော့အမျိုးချစ်စိတ်နဲ့နော်မခံကျင်တဲ့မခံကျင်စိတ်ပေါ့ဗျာနော်ဥပမာပြအနီနီပိန်းအုပ်စုကအနိုင်ကျင့်လို့တဲ့အတွက်ကြောင့်မို့လို့အနိုင်ကျင့်ပြီးတော့ EU လူညင် EU ကျွဲဖက်ပြီးတော့အမားတွေလုံနေတာကိုမခံကျင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်စိတ်ကိုစားပြီးရက်တည်နေတဲ့မီဒီယာလေးတွေ channel လေးတွေရှိနေလို့ဒါစစ်တပ်ဘက်ကရက်တည်သလိုဖြစ်နေတာအမှန်တကယ်ကဒါတွေပေါ်လာတယ်ဆိုတော့ဒီနီပိန်းအုပ်စုရဲ့လူမြင် EU ကျွဲဖတ်တယ်အမားကိုအမှန်လုတ်တယ်ပြီးရင်အုပ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်အဲဒါတွေကိုမခံနိုင်တဲ့အတွက်ကြောင့်မို့ထွက်လာတဲ့ channel လေးတွေပဲရှိတယ်ဒီ channel လေးတွေပေါ်မှာလဲဒီပေါ်ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့တွင်ရက်တပ်ဖွဲ့ဖွဲ့စည်းပေးမှုမရှိဘူးအဲ့ဒါဟာကြာရှုံးမှုတစ်ခု အဲ့တော့ညွန်ပေါင်းတွေဖွဲ့တင်နေပြီဆိုတော့နော်စီရင်မှာလည်းဒါမျိုးညွန်ပေါင်းဖွဲ့တင်သလိုမီဒီယာမှာလည်းညွန်ပေါင်းဖွဲ့တင်ဖွဲ့ဖွဲ့ဖို့လိုတယ်အဲ့နောက်တစ်ခုစီရင်တဲ့မြင့်စီရင်တဲ့မြင့်မှာစိုးရအနေနဲ့ငွေကြီးစိုက်ထုတ်နိုင်မယ်ဟေးဆိုလို့ရှိရင်ဂွမ်မော်အိမ်သာတက်တာကအစားဗမာနေရဆိုတော့ကိုချက်ချင်းသိနိုင်တယ်နော်ချက်ချင်းသိနိုင်တယ်ထွန်းမြိုင်ဗမာပုံအောင်နေတယ်ဘဲကြောင်မှာခိုးနေဆိုတော့ကောင်းကောင်းသိတယ် အဲတဘုံစစ်သွေးကြကောင်းဆောင်နေအကောင်လုံးဘမရှိနေဆိုတော့ကောင်းကောင်းကို informer တွေမွေးနိုင်တယ်အခုစည်ရင်တင်းမြစ်ပေးတဲ့သူတွေဆိုလို့ရှိရင်ကိုစည်ရိတ်ကိုစားပြီးကိုဘေးကိုစိုက်ပြီးတော့ပေးနေရတယ်နော်ဒီစစ်တပ်များကောင်းဖို့ဒီလူတွေသာဥမာဖြစ်မပေးတော့ဘူးဖြစ်ဆိုလို့ရှိရင်စစ်တပ်ကဒီနေ့တဘုံချင်းကြာရှုံးတယ်ဟာကြာရှုံးမှာအဲ့ဒါလေလုံးဝကြာရှုံးမှာဖြစ်တယ် ဟမ်တမဟုတ်ချင်းကြရှုံးမဲ့အရေးတွေဖြစ်တယ်အာစဉ်းစားဘူးဝေးမကြည့်နဲ့ဗျာအဲ့ကိုမိသားစုကောင်းစားဖို့အတွက်ကိုယ့်အိမ်ထဲပိုက်ဆံဝင်ဖို့လောက်လောဘလောဘဇောတက်နေတဲ့ဥမင်းအွန်လိုင်းလိုပုံကုန်မျိုးဟာဒီလောက်လည်းနားလည်မှာမဟုတ်ဘူးဝေးဝေးမကြည့်နဲ့ထပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ပေါ်ပြလိုက်ပါအောင်မယ်ခင်ဗျားတို့ခင်ဗျားတို့ဆဲဆဲနေတဲ့ဒါကောမဲဆိုတော့ကိုကိုရှယ်လေးပေါ့ဗျာနော်ဥကိုရှယ်လေးပေါ့ဥကိုရှယ်လေးဆိုလို့ရှိရင်အမှန်တကယ်ကသူ့ကိုကူညီနေတာနော် သူ့အကူအညီကဒေါ်လာသိန်းပေါင်းများစွာအကုန်ကျခံပြီးနိုင်ငံခြားအနေနဲ့ကူညီလိုက်တာတပြားတစ်ချက်ပြန်ပြီးတော့နော်ဘယ်လိုဟောမလဲဆိုတော့စွန့်ကျဲရမှန်းအောင်စွန့်ကျဲဖို့မပြောပါနဲ့နော်ဟိုသူ့ကိုလှုပ်ပေးခါကိုပြန်ပြီးတော့ပေးဖို့တော့မှပါတီရိုက်လိုက်တာရှိတယ်အဲ့တော့ဦးမဲအွန်လိုင်းအုပ်စုကနိုင်ငံရေးလောကမှာလည်းပါတီရိုက်ဖို့ပဲခြောက်နေတယ်နော်အဲဒီကောမဆိုတော့တတ်မလို့ထောက်ခံသူနိုင်ငံရေးသမားတွေအားလုံးပေါ်မှာလည်းပါတီရိုက်ဖို့တော့ပဲခြောက်နေတယ် ကိုအိတ်ထဲထည့်ဖို့တော့ပဲကိုသိတယ်။နောက်ဆုံးပြောပါဗျာတက်မတော်သားတွေပေါ်မှာတော့မှပဲပက်ကြီးရိုက်ဖို့တော့ပဲချောင်းနေတယ်။ဒီစစ်တပ်နဲ့ဒီနိုင်ငံကခင်ဗျားတို့စီးပွားလှုပ်ရှားဖို့အတွက်ခွင်ကြီးလို့များထင်နေလားတော့မသိဘူးနော်။နိုင်ငံအတွက်ဆိုတာလုံးဝစဉ်းစားတဲ့သူမဟုတ်ဘူး။သူရာသူရေရှည်တည်မြဲရေးနဲ့အဲဒီလိုမျိုးတွားနေတဲ့ပုံစံမျိုးလိုပဲကျွန်တော်တို့ကအခုကသုံးသက်လာပြီ။ခုတက်မတော်သားတွေတက်မတော်သားတွေဆိုရှင်ခုဗျာ ဟိုတနေ့ကိုအဆိုကြီးဆိုရှိတာအဆိုကြီးဆိုတနေ့တရက်85အာ850ဒေါ်လာဒေါ်လာခုနေမှာဒေါ်လာ sorry ပါမြန်မာငွေ850ဒီမြန်မာငွေ850မိုဟင်းအားတပွဲတစ်ထောင်ဖြစ်နေတဲ့အချိန်မှာဒီ850နဲ့တနေ့ကိုဘယ်လိုသွားစားမလဲနော်အစစ်တပ်ကနေရသမျှကျုံရသမျှကျုံအိတ်ထဲထည့်နေတဲ့ဗိုလ်ချုပ်တွေခင်ဗျားတို့ကအချမ်းချမ်းသာကြတယ်ခင်ဗျားတို့ချမ်းသာမှုတွေကတဝက်လောက်သုံးနေတာမှ ီမြမစစ်ကြီးကချက်ချင်းနဲ့ငွေဥပြံမော့လာမှာခုကစစ်တပ်ကနေပြီးဘတ်ဂျက်ကိုဘုံဖို့တော့ပဲချောင်းနေသူမျိုးရှိတယ်စီးပွားပြိုင်မှုနဲ့ချမ်းသာဖို့တော့ပဲချောင်းနေတဲ့အရာတို့အရာခံခေါင်းဆောင်တွေကြောင့်အခုကျွန်တော်တို့စစ်တပ်တွေနော်ကြာရှုံးနေတာဖြစ်တယ်မင်္ဂလာပါခင်ဗျအဲ့တော့လုံးဝကိုနော်တတော်လေးပေါ့နော်ဒီကိုယ့်အထက်ကိုထည့်ဖို့တော့ပဲချောင်းနေတယ်ဒီခေါင်းဆောင်ခေါင်းနေခေါင်းဆောင်နေကျွန်တော်တို့ဒီစစ်တပ်ကဘလုံးမအဆင်မပြေဘူးဖြစ်နေတယ်နော် ဲ့တော့တရက်85950လေခင်ဗျားတို့အင်တာတက်ခါတော့မှအခုဘယ်လောက်ရှိပြီလဲခင်ဗျားတို့ရန်ကုန်မြို့မှာအင်တာတက်ခါတက်ဘယ်လောက်လဲခင်ဗျားတို့တွက်ကြည့်ပါဦးတရက်200အောင်ရရလားမရတော့ထင်တယ်နော်လပိတ်တစ်ခွက်လပိတ်တစ်ခွက်ဘယ်လောက်လဲပြောကြပါဦးနော်မောငါတပွဲက1900ဖြစ်နေပြီနေပြီတော့မှအဲ့တော့ကိုစစ်တီတွေကိုတရက်ကို850နဲ့ခမင်းစားဟဲ့ဆိုတာကတော့စဉ်းစားကြည့်နေပြန်နော်ကစိုးရတစည်းတော့မှရပါမလား ရနိုင်လာပဲကုန်စည်တစည်းရနိုင်လာအခုကုန်စည်တစည်းဘယ်လောက်လဲအခုမြန်မာပြည်မှာလက်ဖက်ရည်လက်ဖက်ရည်တောင်တထောင်ဖြစ်နေတဲ့အချိန်မှာအနိုင်ဆုံးတော့ဗျာဒီ950သုံးတောင်လောက်ရှိမှအခုလက်ရှိအချိန်မှာစစ်သားတွေမှန်တယ်များတပ်မတော်သားတွေမှန်တယ်များနေရာတိုင်းမှာစစ်တိုက်နေရတာရှေ့အနောက်တောင်မြောက်အကုန်လုံးရန်ကုန်မြို့ကမချန်အကုန်လုံးကစစ်တိုက်နေရတာဖြစ်တယ်အဲ့တော့ဒီလူတွေအားလုံးမှာဒီ950လောက်လောက်မယ်များထင်နေလား3000လောက်ကအနိုင်ဆုံးရှိတယ်လေဒါတော့မှ3000အနိုင်ဆုံးเนาะ တော့စစ်တီတွေအားလုံးကဆိုလိုချင်တာကသူ့ဘက်မှာအားပေးဝင်းရံတဲ့သူတွေအားလုံးကိုနော်ဘာနဲ့လားဆိုတော့ကုတ်သွေးဆုပ်ချင်တဲ့ပုံစံမျိုးဖြစ်တယ်။အာမင်းတို့မင်းတို့မင်းတို့လာအားပေးတာနော်ငါအားပေးခိုင်းတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအရှိဆုံးခံခဲ့ရကိုရှယ်လေးပါနော်အဲသူကိုယ်တိုင်နဲ့သူငွေအိတ်ကြီးတွေအိတ်ကအိတ်ကနေစိုက်ပြီးတော့ဒီမြမအသံ channel ကြီးကိုဟုတ်လားနိုင်ငံကပေါအောင်ဆိုပြီးတော့သူ data တွေကုန်ကြခံပြီးလုပ်ပေးတာတိမ်မောင်းများစွာကုန်ခဲ့တယ်။နော် သိမ်းပေါင်းများစွာကုန်ကြခံရတယ်။အဲ့ဒါကိုသူကိုယ်တိုင်ဖဲကျိုးဖြတ်တာနော်ဖဲကျိုးဖြတ်ပြီးတော့ကြည့်မင်းကမင်းငါ့ကိုလာပြီးတော့ထောက်ခံတာလေဆိုတဲ့ပုံစံမျိုးနဲ့ဆိုတော့အဲကိုကိုရှင်လည်းအခုဆိုလို့ရှိရင်စစ်တပ်ကိုထောက်ခံတဲ့ပုံစံမျိုးတွေလည်းမတွေ့တော့သလိုနော်အဲ့တော့ပေထီဆိုတဲ့ကတပ်ကိုလာထောက်ခံတဲ့သူတွေအားလုံးကကိုစိတ်ကိုစားပြီးမင်းတို့မင်းလာထောက်ခံတာနော်ငါထောက်ခံခိုင်းတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးထောက်ခံတဲ့သူတွေအားပေးတဲ့သူတောင်မှပဲအဲသူ့အနေနဲ့က မိတ်ဆွေလိုပါတနာလိုသဘောမထားဘဲနဲ့မင်းတို့ထောက်ခံလို့ရှိရင်ဒီတက်ကြီးကမြဲနေတော့ဆိုပုံစံမျိုးနဲ့ဖျဲသီးကြီးပုံစံမျိုးဖြစ်နေဟန်ကိုရှက်ဒေါ်လာထွက်ပြီးတော့အခုဆိုရင်သူ့ကိုအခုဆဲတဲ့ထဲမှာပါပါပြီနော်အဲနောက်ထပ်သူ့ကိုနော်ဟိုဘယ်မှာမီဒီယာတရအနေနဲ့ရက်တီပေးနေမီဒီယာဆိုတာငှားရတယ်လော်ဘီဆိုတာငှားရသေးတယ်အဲ့တော့ဒါတွေအားလုံးကိုလည်းကိုစိတ်ကိုစားပြီးတော့သူ့ပုံမှာဒီလောက်ထိကောင်းနေတဲ့ဟာတွေအားလုံးပေါ်မှာလည်းဘယ်သူ့ပုံမှာမှအဲသူတို့အိတ်တွေကတပြားတစ်ချက်ထုတ်ပြီးတော့ နော်ပေကံစွန့်ကျဲမှုတွေကျွန်တော်မတွေ့ရဘူးအဲ့တော့ဒါကလည်းနံပါတ်၄ချက်ဟုတ်ပြီနောက်ထပ်အမျိုးသားရေးသမားတွေကိုစိတ်ကိုစားပြီးအမှဆန္ဒတွေပြနေတာဘယ်သူမှပြတပြားတစ်ချက်အမှသူတို့စွန့်ကျဲကြမှုမရှိဘူးအခက်မသိဖမ်းမခံအောင်ပဲသတင်းမီဒီယာသမားတွေပို့ဆိုသေးတယ်ဘယ်သူမှတပြားတစ်ချက်မရအောင်အဲ့တော့ပြည်သူကိုကောင်းပြဖို့လို့ပြီးနိုင်ဆုံးတော့ဗျာမိမိကိုထောက်ခံတဲ့သူတွေပေါ်မှာ ကောင်းပြဖို့လိုတယ်အခု channel တွေလည်းကိုယ့်အကိုရည်တည်နေရတာဖြစ်တယ်နော်အဲ့တော့တို့ကြတော့စီးပွားမြန်မာနိုင်ငံရဲ့စီးပွားရေးမှန်သမျှသမီးဖို့တားဖို့သမီးဖို့တားဖို့ခွဲလန်းချဖို့အခုချိန်ထိမပြီးနိုင်ဘူးနော်ခွဲလန်းချဖို့ဒီအခုချိန်ထိမပြီးနိုင်ဘူးအဲ့တော့အခုနိုင်ငံရေးရည်တည်နေတဲ့သူတွေအားလုံးလည်းဘသူဘသူမှပြားတစ်ချက်မကျတဲ့အဲခေါင်းဆောင်တွေမှာဒီခေါင်းဆောင်မျိုးပါတယ်ဆိုလိုချင်တာက သူတို့အိတ်ထဲထည့်မဲ့ပိုက်ဆံတွေကိုနော်တင့်တင့်လျောက်ပတ်စွာနဲ့တင့်တင့်ချာချာပေါ့နော်မိမိရဲ့ပါတနာတွေအားလုံးမှာကိုယ်ရက်ဖွဲ့ခြင်းအကူအညီပေးခြင်းအဲဒါမျိုးတွေတေချာဆောင်ရွက်လိုက်မယ်ဟိဆိုဆိုရင်နောက်ဆိုလူဖွဲ့စည်းဆိုလူမှုရေးဖွဲ့စည်းဆိုကြည့်လိုက်လူမှုရေးဖွဲ့စည်းဆိုလို့ရှိရင်အားလုံးကတတိပုဂ္ဂလနေလုံနေကြတာစင်ရဲ့သူလိုက်ပေးကန်းတယ်တချို့ဆိုလို့ရှိရင်အဲဒါပရိုက်တာလုပ်ငန်းတွေအားလုံးကဒါတွေအားလုံးကဒီတိုင်းလုပ်လို့မရဘူးအားလုံးကကိုယ်ရက်ဖွဲ့ရတယ်ကိုယ်ရက်လောက်တော့နားမလဲတဲ့ခေါင်းဆောင်မျိုးတွေဖြစ်နေတယ်အဲ့တော့ ဘာသူဘာမှမလုပ်တတ်ပဲနဲ့ပွဲတက်ဖို့လောက်ချိန်ကုန်နေတဲ့ဒီခေါင်းဆောင်အောက်မှာနိုင်ငံနဲ့စစ်တပ်ကဖွတ်တက်နေပြီဟမ်ဖွတ်တက်နေပြီအဲ့တော့ဘာလို့ကောင်းလဲဆိုရှင်အလုပ်ကိုစစ်တပ်လည်းအရေးကြီးနေပြီကျွန်တော်တို့တက်တဲ့အားလုံးပေါ့နော်ညီမြမာခုခံနေတဲ့တက်တဲ့အားလုံးအတွက်ဆုံးဖြတ်ချက်တစ်ခုကိုရေးရချဖို့လိုပြီဆုံးဖြတ်ချက်ချလို့ဆိုတော့ဆုံးဖြတ်ချက်ချဖို့မရှိဘူး ဒီရွေးကောက်ပွဲတော့မှပဲကြည့်ရတာတော့ရွေးကောက်ပွဲဖြစ်အောင်လို့သူလှုပ်ပြနေပြီးတော့တမင်တကာကိုရွေးကောက်ပွဲမဖြစ်အောင်လို့တစ်ဖက်ကလည်းလှုပ်ထားပေးတဲ့ပုံစံမျိုးမျိုးဖြစ်နေလားယာတုတက်တန်းကိုဒီလောက်မှရေးရှည်လိုချင်နေလားတော့ကျွန်တော်မသိဘူးဗျာနော်စစ်ကိုလည်းနိုင်အောင်မတိုက်ဘူးနိုင်အောင်တိုက်တဲ့အရေးချင်းလည်းမရှိဘူးအဲ့တော့အဲ့တော့အခုညီဒီမှာခုခံတိုက်ပေးနေတဲ့စစ်တီတွေဟာယူမဟုတ်ဘူးသူတို့တက်တီနေခင်ဗျားနဲ့တန်အောင်မတန်အောင်တော့ပြောချင်တာသူတို့တက်တီတွေကိုဒေးစားပဲ ဲ့တော့သူကိုယ်တိုင်ကကောင်းဆောင်အောင်မပြီးသားတဲ့ခါကျတော့နောက်လိုက်တွေအားလုံးကလည်းဖြစ်ကြတဲ့ဆန်းတွေလုံနေတာကတော့ကျွန်တော်သွားပြောလို့မရဘူးတက်မလို့မဖြစ်ကြတဲ့ဆန်းတွေဖြစ်နေအကုန်လုံးကဖြစ်ကြတဲ့ဆန်းတွေဖြစ်နေနော်ဖြစ်ကြတဲ့ဆန်းတွေဖြစ်နေအားလုံးကကိုချမ်းသာဖို့နဲ့ຢາລູ້ຢາບໍ່ເລົ່າເວສິນຊານີ້ເດືອດຍານີ້ເອີ້ລະຍິມມາພີ່ທີ່ອຽນຊົງອີຈັງອອນນາຄຸນຍີໄປຈາກວ່າຈົ່ງຫນັງແຫນອະທິດກະຍິນນາສຍາຈີບາ ဲ့တော့ဒီကျွန်တော်တို့ကတက်မတော်နဲ့ရက်တည်နေတာဖြစ်တယ်နော်တက်မတော်ကြာရှုံးလို့မဖြစ်ဘူးအဲ့တော့တက်မတော်ကြာရှုံးအောင်လုပ်နေတာက ကိုယ်တက်မတော်ခေါင်းဆောင်နေဖြစ်နေရင်လေမလုံတက်မကင်တက်ချင်းဟာကိုတက်ကိုကိုပြန်ပြီးတော့ကြာရှုံးအောင်လုပ်နေခြင်းပဲအခုစစ်မှုတန်းနေတင်းခေါ်နေတယ်မပူနဲ့ဒီစစ်မှုတန်းအတင်းခေါ်ခြင်းဟာတက်မတော်အတွက်ကောင်းချိုးမရှိဘူးဆိုးချိုးပဲပုံများစေမယ်ဆိုးချိုးပဲပုံများစေမယ်ဆိုလိုချင်တာက တပုံတွေကိုဝင်တဲ့ကလေးတွေပုံများလာမယ်အခုဆိုရင်စစ်မှုထမ်းအတွက်သူဆိုပြီးတော့အောက်ချင်မှာဖြစ်ချင်တိုင်းဖြစ်လှုပ်ရှားချင်တိုင်းလှုပ်ရှားနော်တချို့ကျွန်တော်သတင်းချက်တွေအထူးကြအကုန်ရှိပါတယ်အောက်ကအောက်ချအောက်အောက်ချေကပေါ့ဗျာနော်ဒီအုတ်ကြီးတွေကအဟိုလူတွေကိုဆွဲတီးပြီးဆိုအတင်းပိုက်ဆံတွေကောက်ချင်းချောက်အဲ့တော့အောက်ချုပ်ရန်ရာကြီးကပေါက်လို့ပဲစားတယ်ဖြစ်နေပြီ ဦးမေအောင်လာရဲ့အုတ်ချွေရန်နေရာကြီးကအောက်ခြေမှာပေါက်လို့ပဲစားတယ်ဖြစ်နေတယ်။ပြည်သူလူထုကတော်တော်ကြီးကိုယွံကြောက်ယွံမုန်းလို့ယွံတို့အောင်ဖြစ်နေတယ်။အဲ့တော့ပိုက်ဆံပေးနိုင်ရင်စစ်မှုထမ်းစရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲ့တော့ဒါတွေကိုမပြင်ဘူးဆိုလို့ရှိရင်တော့ကျုပ်နိုင်ငံကိုဖျက်ဆီးနေတာဒီကောင်းဆောင်ကတော်တော်ဖျက်ဆီးနေပါလေ။အဲ့တော့နိုင်ငံကိုဆက်လက်မဖျက်ဆီးစေချင်ဘူး။အဲ့ကျွန်တော်ဘယ်သူ့ကိုအားကိုးရမလဲအဲ့ဒါပဲ ျွန်တော်ဘယ်သူအောက်ကောင်စိတ်တော့မကြပါနဲ့ဗျာနော်အဲ့တော့တက်မလို့မှာကျွန်တော်တို့အတွက်မကောင်းတာဆိုလို့ဒီခေါင်းဆောင်ကောင်းညံခေါင်းဆောင်ညံညံခေါင်းဆောင်တစ်ခုပဲရှိတယ်ဒါပေမဲ့တော့တက်မလို့ကြီးတစ်ခုလုံးကဝိုင်းမင်းဝင်ပြီးတော့ကျန်တဲ့ဒါပေါ့နော်မရောလိုက်ကျွန်တော်စကားလည်းအောင်ထည့်နေပြောချင်တာပါနော်အဲ့ဒါမဲ့လေဒီကျန်တဲ့တမှုဖို့ပါလေမိမိလုပ်တဲ့အလုပ်ကိုတည်တည်ချာလုပ်စေချင်ပါလေဗျာနော်အဲ့တော့ ဒီတော်လိုင်းကြီးပဲကြည့်လိုက်လို့ရှိရင်တော့ခင်ဗျားတို့ဘာမှတုံးစားလို့မရတဲ့ဘက်ဖြစ်တယ်သူတို့လည်းဘလို့မအားကိုလို့မရအောင်နိုင်ငံကိုခွေးဖြောင်လို့မှသူတို့နော်အနိုင်ငံကိုဝိုင်းဖြက်စည်းရတဲ့အထဲမှာဒီတော်လိုင်းကြီးအုပ်စုတွေရဲ့ဒီခေါင်းဆောင်ရဲ့ကိုယ်တိုင်ဖြစ်နေတယ်အတိုင်မောက်ကိုညင်းနေရပဲနော်အတိုင်မောက်ကိုညင်းနေရပဲစစ်ရေးမှာတစ်ခါလဲစစ်တပ်တွေကိုပို့ထားတယ်တစ်လနှစ်လနေနိုင်တာဗောဗျာသုံးလလည်းနေနိုင်တာဗောနှစ်ပေါအောင်နေရတယ်တပုံကိုချင်းပြစ်တိုက်နေရတယ် သူတို့လည်းအနားကျင်တာပေါ့သူတို့အနားယူကျင်တာပေါ့ဗျာနော်ခင်ဗျားတို့တော့မှဟမ်ဒီပွဲတက်ပြီးဟိုပွဲတက်ပြီးအနားယူရသေးတယ်ကြားထဲမှာနော်အဲ့ချိန်လေးတော့ရှိကျင်တာပေါ့အခုအောက်ချိန်မှာတိုက်နေစစ်တည်တယ်အဲ့ချိန်တော့မရအောင်ကြီးစံချိန်ပြည့်ကြီးစံနေနဲ့ကစားနေရကိုအောက်ချိန်တော့ကိုမတနာတော့ဘာမှဟုတ်တဲ့ဒီဘာအကျိုးမှမရှိတဲ့ရားလာခေါင်းကောက်တာဖယ်ဖြစ်နေတယ်နော်ရားလာခေါင်းကောက်တာဖင်ဖြစ်တယ် ဲ့တော့ဒီအောက်တန်းစားဒေါ်လာရေးကိုလည်းကျွန်တော်တို့အားပေးလို့မရအောင်အောက်တန်းစားဒေါ်လာရေးကနိုင်ငံပျက်စီးမှာနော်ဘာလို့ဘာမှစီမံလို့မရတဲ့ဒီကတကယ်ဘယ်လိုမှနိုင်ငံခွေးဖြစ်လို့မကောက်ဘူးခုကနိုင်ငံခွေးဖြစ်နေပါလေခွေးကဝဲစားပါထပ်ပြေးကုလို့မရနူနာပါဆွဲမဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီဒေါ်လာရေးကိုတော့အားကိုးမိပြိုင်လို့ဒေါ်လာရေးမှာဟုတ်ကောင်းဆောင်ကနေဟိုအောက်ဆုံးထိဟာအားကိုးစရာဆိုတော့တကောင်းမှမရှိဘူး NUG ကနေစပြီးတော့เนาะဒီတိုင်းစားလက်နက်ကြိုင်ဆိုတော့လူမျိုးရေးအစွန်းရောက်ပြီးတော့เนาะ ဟိုကိုစီးတဲ့မြင်အထီးမှအမမှန်းတော့မသိပဲနဲ့နော်စစ်ဝါဒီတွေဖြစ်တယ်စစ်ဝါဒီဆိုတာသူတို့တစုတစ်ဖွဲ့ကောင်းစားဖို့အတွက်နိုင်ငံရေးအမိခံတော်လှန်ရေးအမိခံလူမျိုးရေးအမိခံပြီးတော့လက်နက်ကင်ပြီးတော့စားတောက်ပြီးတော့ဟိုစိန်ကြနေတဲ့အုပ်စုတွေဖြစ်တယ်ဒီအုပ်စုတွေလည်းနိုင်ငံအောင်တောက်ဆုံလို့မရဘူးအဲ့တော့တက်မတော်ကတက်မတော်သားလင်အားလုံးထဲမှာအဲဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံအတွက်အယုံကြည်အောင်အဖွဲ့အစည်းဖြစ်တယ်အဲ့တော့တက်မတော်မကြဆုံးဖို့လိုတယ်အဲ့တော့တက်မတော်နဲ့ပတ်သက်လာဒီခေါင်းဆောင်ကတော့ ကျွန်တော်တို့အခုပြောပါပြီနော်ဘယ်သူပေါ်မှာမှစေတနာတပြားတစ်ချက်မရှိဘဲနဲ့ကိုယ်နိုင်ငံရဲ့စီးပွားရေးမှန်သမျှကိုတားအတွက်သမီးအတွက်တားအတွက်သမီးအတွက်ပုံစံမျိုးဖြစ်နေတယ်သူကြတော့ဘုံနာကဲ့သို့ဒီလောက်ချမ်းသာလာတာပေါ့ဘုံနဲ့ဆိုတာအဲဘယ်လိုမှခြားစားမှုကိုပြရှိလို့ချမ်းသာလာပေါ့အကျန်တဲ့သူတွေခြားစားတဲ့ခါကျတော့အကုန်လုံးခေဝင်ချွေအဲသူကအတော်ဆုံးပေါ့အဲ့တော့ဒီလိုကောင်းဆောင်မျိုးက သူ့ပေါ်မှာရက်သူ့နဲ့ရက်တည်ပေးတဲ့သူတွေခင်ဗျားတို့ကမှ channel တွေအများကြီးရှိပါတယ်မြန်မာနိုင်ငံမှာအခု sale တွေအများကြီးရှိတယ်ခင်ဗျားတို့ကြားချက်ဒီဘယ်ကောင်မှနိုင်ငံတော်အစိုးရကနေပြီးတော့ဟလာဟိုဘလိုခေါ်မလဲဆိုလို့ရှိရင်စွန်ကျဲပေးကမ်းတာများခင်ဗျားတို့မှရှိဘူးလားဘေးလေးတောင်မှထည့်ပေးဘူးလားကျွန်တော်မေးတာဖြစ်အဲခင်ဗျားတို့အမှเนาะဟိုကျွန်တော်ကိုဘလိုခေါ်မလဲဆိုတော့ချုပ်ပေါ်မှလည်းရှိသေးတာပေါ့နော်စိတ်ဆိုးတတ်တယ်အဲခင်ဗျားတို့ဘက်မှာဘေးလေးတောင်ထည့်ပေးဘူးလားစစ်တပ်ကရက်တည်ပေးရဆိုပြီးတော့ဘေးလေးတောင်ထည့်ပေးဘူးလားမထည့်ပေးတဲ့ပြင် ကောင်းကောင်းခိုင်းစားတယ်အလကားရတဲ့နွားကိုခါကျူအောင်ခိုင်းစားတယ်နော်အချိုးမပြေတတ်စားတယ်အလကားရတဲ့နွားကိုခါကျူအောင်ခိုင်းစားဆိုဒီဒီဘယ်လိုခေါ်မလဲဆိုတော့ဒီကောင်းဆောင်မျိုးဒါကမီဒီယာတွေဘက်ကအတွက်ကရက်တီဗီရဲ့ကိုရှင်လေးသူကိုယ်တိုင်ငွေကြေးတွေစိုက်ထုတ်ပြီးတော့เนาะမြန်မာ MRTV ကြီးကိုကဘာလုံးကိုလွှင့်ပေးလာတာ။ဘာတပြားတစ်ချက်မှပြန်မပေးတဲ့ပြုသူကိုယ်တိုင်ဖဲကျိုးဖွင့်တာ free ကိုရှင်လေးကိုဘယ်လိုသဘောထားခဲ့လဲဆိုလို့ရှိရင် အလကားရတဲ့နွားကိုခါကျိုးအောင်ခိုင်းစားခဲ့တာသူပဲနော်အဲ့တော့ဘသူပေါ်မှာမှဘာတပြားတစ်ချက်မကြမယ်နဲ့မင်းတို့ကမျိုးလာထောက်ခံတာလေအဲ့မင်းတို့မပြောလဲဂရုမစိုက်ဘူးဆိုတဲ့ပုံစံပဲအားလုံးမပြောလို့ရှိရင်တက်မလို့ကြာရှုံးတာကြာပြီပေါ့အခုဝေးဝေးမကြည့်နဲ့အခုစည်ရေးစရာတွေမှာတက်တဲ့အခုချိန်ထိခုခံနိုင်နေသေးတယ်ဆိုတာမျိုးကကိုယ်စိတ်ကိုစားပြီးတော့နော်ကူညီပေးနေတဲ့သူတွေကြောင့်ခုခံနိုင်နေတာ ရုံးမကရရင်တော့ပါအဲ့တော့ပြည်သူကိုစီးရင်အောင်ကြိုးစားမယ်ဒါမှမဲ့ပြည်သူကိုစီးရင်အောင်ကြိုးစားပြည်သူကိုစီးရင်ဖို့ဆိုတာမိမိအနေဆုံးမိမိရဲ့မိမိကိုအပိတ်ထောက်ခံတယ်လို့စီးရင်နိုင်တဲ့အစိုင်းရင်ရှိရမယ်အဲ့ဒီကမှတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တနိုင်ငံလုံးကိုစီးရင်ဖို့ကြိုးစားမယ်ဆိုတာသူ့ကိုအပိတ်ထောက်ခံတဲ့ပြည်သူတော်မှစိတ်ပြောင်းသူလောက်လာတယ်အဲ့တော့တေချုံပြီးတော့တေချာပြောရမယ်ဆိုလို့ရှိရင်တော့နော်အခုဘန်မော် စစ်အင်အားတွေဖြည့်တင်းဖို့လိုတယ်။ဘာလို့မှလဲရွေးချယ်လိုက်ဒီလိုမျိုးကြီးတစ်ချိန်လုံးလွတ်ထားတယ်။ပထမတော့က KIA တွေပို့စုပတ်ဆက်တည်ပြီးထွက်ပြေးသွားပြီ။အခေါက်ခေါက်ခါခါလာလို့ရှိရင်ဒီလိုကြီးကြကြပဲခံနိုင်မယ်ဗျာ။တက်တက်ကြတစ်ခါတိုးတယ်နှစ်ခါတိုးတယ်မရတော့သုံးခါတော့ပေါက်တော့ဗော။ပေါက်လို့သေးမှာဗော။အခုဆိုရင်အောက်မှာအဲအောက်မှာဒီဒီနေ့ဆိုလို့ရှိရင်ဒါရဲမေတွေတည်ကြ။ရဲမေတွေကြဆုံးသွားတယ်။နော်ရဲမေတွေရန်သူလာတာကိုရဲမေကဝင်ပြီးတော့လုံးတာနော်။ကြည်စံကြည်စံနဲ့လုံးတာမဟုတ်လူချင်းဝင်လုံးတာနော်။ ေးရဲမေတယောက်တော့မှတတိမရှိတဲ့ဒီခေါင်းဆောင်ဘာလို့စားလို့ရမှာလဲအဲ့တော့ဒါလေးကိုမြင်ပြီးတဲ့ကြားပြီးတဲ့အချိန်မှာကျွန်တော်ဒေါသနဲ့လည်းပေါက်ကွဲတယ်ဒီနေ့တော့ဒေါသတကယ်ပေါက်ကွဲပါလားအဲ့တော့တခါလာတယ်သူတို့မှလည်းနားဖို့အချိန်နဲ့တက်ထဲမှာတစ်ချိန်လုံးခုခံနေရတာနော်ဖြစ်သလိုစားဘယ်လောက်ထိပင်ပန်းဆင်းရဲဒုက္ခရောက်မှာလက်နဲ့ကြီးကအချိန်ပြေးကြလားအဒီတက်ပို့ပြီးဆက်ပြောလိုက်မယ်ဟိုတနေ့ကဆိုလက်နက်ကြီးကြတဲ့အတွက်ကြောင့်မို့လို့တက်ကရာရှိ၃မွေးနဲ့27မှာပဲเนาะ ဲ့တော့ဒီခေါင်းထိပြီးတော့ကျသွားတယ်နာမည်တော့ကျွန်တော်ပြောလိုက်ရမယ်ဒီလောက်တော့ဖြစ်လာတာနော်နာမည်တော့မပြောချင်တော့ဘူးနော်ဒီနေ့ပဲဒီနေ့ပဲဒီဥစ္စာဘယ်လိုခေါ်မစတော့ရှင်အာသူပါချပါတယ်အဲ့တော့လောက်ငယ်သားရဲ့နပတ်သက်လာရှင်နည်းနည်းလေးတော့တော်တော်လေးတော့စိတ်ဆိုးလာပြီခံမြင်လာပြီတည်လားဟိုရုရှားကနေပြန်လာတာမှမကြသေးဘူးเนาะဘိုးကြီးမင်းတန်းထားရတဲ့ နော်ကျွန်တော်တို့ဒါဟိုအဲ့ဒီဆိုလိုချင်တယ်နော်တခါတိုက်သူတို့တွေရန်သူကိုဗျာတစ်ခေါက်လောက်လန်အောင်တိုက်ခတ်နိုင်ပြီဟုတ်လားရန်သူတစ်ခေါက်လောက်ကျသွားပြီဟဲ့ဆိုလို့ရှိရင်ဒီနေရာတက်လဲရင်လည်းမလဲဟိုရန်သူနဲ့ပေါ်ခေါ်မယ်ရန်သူကိုသူတွေနေမပြီးငါပြီးဆိုတဲ့ပုံစံမျိုးမျောလင်းချက်နဲ့တိုက်တယ်လို့ခေါ်တယ်အဲ့ဒါအခုကမျောလင်းချက်မရှိတဲ့တိုက်ပွဲကိုတိုက်နေရတယ်ကျွန်တော်စစ်တီတွေကိုမျောလင်းချက်မရှိတဲ့ဒီတိုက်ပွဲကိုတိုက်နေရတာနေမပြီးငါပြီးဟုတ်လားဒါဆိုလို့ရှိရင်ရန်သူကိုအမြင့်ပြအမြင့်ပြတိုက်မယ်ဆိုတော့တိုက် မတိုက်ပဲနဲ့နေမပြီးငါပြီးဒါဆိုရင်တော့မျောလင်းချက်ကြီးရှိတယ်ရောင်နေရမြမပူနဲ့သူတို့ငါ့အောင်နိုင်ရောင်ရောင်နေလင်းအခုကကိုရောင်နေရသူ့နိုင်လဲရောင်နေလာမလားမနိုင်လဲရောင်နေလာမလားမသိတဲ့ဘုံကနဲ့တိုက်နေရဟိုဘက်ကနိုင်ရောင်နေရှိရဆိုတော့သိတဲ့ခံစားချက်နဲ့တိုက်တာမတူဘူးရီမန်းချက်ရှိတဲ့နော်ပန်းနိုင်ရှိတဲ့လမ်းကိုရှောက်နေရတဲ့နဲ့ပန်းနိုင်မရှိတဲ့လမ်းကိုရှောက်ရတယ်မတူဘူး ပန်းလိုင်ရှိတဲ့လမ်းကိုရှောက်နေဟိုဘက်ကပန်းလိုင်ဆိုတာမျောလင်းချက်ဒီမျောလင်းချက်ရှိနေဟိုကရှောက်မှာကိုယ်တွေဘက်ကဘာမျောလင်းချက်လဲဒီသဘုံကိုတိုက်ထုတ်နိုင်ရတာမျောလင်းချက်လားအဲ့ဒါဆိုတိုက်ပိုင်ရေးမိလိုက်မယ်ဗျာဟိုကိုယ့်ရဲ့တက်တွေနောက်ကဟိုဘယ်လိုမှမဆိုနောက်ကိုယ်လိုက်လောက်ငယ်သားတွေအိမ်ပြန်ရဖို့ဆိုလို့ရှိရင်ကိုရင်းရေးမိလိုက်ဟာမင်းတို့ပြန်ငါရှင်းမိုက်မယ်ငါရေးမယ်ဆိုတဲ့ပုံစံမျိုးရှင်းညမှာပဲအဲအခုတော့ဒါမျိုးရင်းလို့လည်းဘယ်တော့ပြီးမှမသိတဲ့တက်ဖြစ်နေဘယ်တော့ပြီးမှပြီးမှမသိတဲ့စစ်ပွဲဖြစ်နေတာအဲ့ဒီအတွက်ကြောင့်မို့လို့ ဘာလို့မှလဲအခုလက်ရှိမှာကျွန်တော်တိုက်မယ်ဆိုရှင်ね KIA ကိုဟုတ်ပြီစစ်လုံးဝကျင်ညာလိုက်ပါမိုင်းကြားရန်လိုင်းစားအလုံးဝမထားနဲ့နော် KIA စကမ်းမှန်သမျှကိုစေးရအေးယူတော့ဟိုကလည်းအေးယူမှာပဲဒါပြီးသွားပြီအဲအခုတော့မဟုတ်ဘူးဂျီမန်းချက်မရှိတဲ့လမ်းကိုရှောင်နေရတနာတယ်သူတို့စားနော်ကိုစားသူတို့ကိုစားတနာတယ်အဲ့တော့နောက်ငယ်သားတွေရဲ့တတ္တိတွေကိုမဖြုံတီးနဲ့ကိုယ့်ရဲ့ဒီတရေဘောကြောင်မှုကြောင့် ကိုယ့်ရဲ့စစ်သားမပီးသားမှုကိုယ့်ရဲ့ဒီစီးပွားရေးအာဏာနေရာတည်မြဲရေးနော်တနည်းအားဖြင့်ကျွန်တော်တို့ခုစဉ်းစားမိရတဲ့ခုရှိတယ်ရေကောက်ပွဲကိုတခါတည်းရေကောက်ပွဲဖြစ်ဖို့ဆိုတမန်ကလှုပ်ပြနေတာစေရုပ်အာယုံမဆိုင်တာတနည်းအားဖြင့်ရေကောက်ပွဲကဒါကြောင့်မဖြစ်တော့ပါဘူးဆိုပြီးတော့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့မဖြစ်အောင်လည်းတပတ်သူပဲလှုပ်ထားတယ်ဖြစ်အောင်လည်းသူပဲလှုပ်နေတယ်အဲ့တော့လူလေပေသီးလှုပ်ပြီးတော့ဖြတ်စည်းနေတဲ့ပုံစံမျိုးဖြစ်နေတယ်အခုနိုင်ငံရေးအခြေအနေကအ